ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ27ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရမှာဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့အကြပ်ဖက်စစ်တပ်က KK ဘက်ကိုဝင်စီးပြီးကြားဖြတ်နေနေရေးအမိတက်မှုဖာကောင်းကလုတ်တဲ့ပြည်တစားနေနေရေးဇလန်းလို့ KNU ဘဟုအလုံးမှုဆောင်ပရိုဇော်တိုနီပြောဆို ကေကေပက်မှာ KNU ဦးစီးလုတ်ကင်နေတယ်လို့အကြဖတ်ဇွန်မင်းထွန်းကပြောဆိုပေးမယ်လဲအမှန်တကယ်ထင်းချုပ်လုတ်ကင်နေသူမှာ BGF ခေါင်းဆောင်စောချစ်သူဖြစ်တယ်လို့ GFM နဲ့ USIP2 ကအစီရင်ခံစာထုတ်ပြန်ထားကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်က KK ဖက်ကိုဝင်စီးပြပြီးကြားဖြန့်နေနေရဲ့အမိတက်မှုမှာဟာခေါင်းကလုတ်တဲ့ပြည်တစာနေနေရဲ့ဇက်လန်းတာဖြစ်ကြောင်းကရင်အမျိုးသားအစီအယုံ KNU ဘိုးအလုံးမှုဆောင်ဘရုစော့တော်နီကပြောဆိုပါရယ်။ အကြံဖတ်စစ်တကား BGF ကောင်းဆောင်ပူမူကြီးစောချစ်သူဦးစီးထင်းချုပ်လောက်ကိုင်းနေတဲ့ KK ဖက်ကိုဝင်ရောက်စီးနင်းပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိခဲ့ကြောင်း KK ဖက်ကိုဝင်စီးခဲ့ရမှာဆောက်လုပ်ပြီးအဆောက်အုံတစ်ထက်တိုက်၁၀လုံးနှစ်ထက်တိုက်အလုံး၁၀၀၄ထက်တိုက်၂၀လုံး၅ထက်တိုက်၂လုံးတစ်ထက်တိုက်ဈေးဆိုင်ကန်၂၀လုံးနှစ်ထက်တိုက်ဈေးဆိုင်ကန်၃၀လုံးတစ်ထက်တိုက်915လုံးနှစ်ထက်တိုက်920လုံး၄ထက်တိုက်910လုံးဆောက်လုပ်စဉ်နှစ်ထက်တိုက်21လုံး ၃တက်တိုက်၁၀လုံး၊လေးတက်တိုက်၅လုံး၊ငါးတက်တိုက်၅လုံးနဲ့တစ်ထက်တိုက်စီပေကန်နှခမ်းတို့တွေ့ရှိခဲ့ကြောင်း Starlink စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများတင်ဆက်ရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦး၊အမျိုးသမီး455ဦး၊လွန်ကျွန်းရေးအမျိုးသား98ဦး၊စုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်တပ်က KK ဘက်ကိုစီးနှင်ပြပြီးကြားပြတ်နေနေရေးလို့ဆိုနေခြင်းမှာတချိန်ကကွန်မြူနီကောင်းဆောင်တခင်စုပြောဆိုခဲ့ဘူးတဲ့။ ဖာခေါင်းကလုတ်တဲ့ပြည်တစားနှိမ့်နေရေးဆိုတဲ့ဇလန်းကိုတရိရမိကြောင်း KNU ပရိုဆော့တော်နီကရန်ကုန်ခေတ်တဲ့တရင်ဌာနကိုမှတ်ချက်ပြုပြောဆိုပါတယ်။တခင်စုပြောပြောနေတဲ့ပြည်တစားနှိမ့်နေရေးဇလန်းကိုပဲပြန်အမှတ်ရနေပါတယ်ခင်ဗျားလို့ပရိုဆော့တော်နီကရှင်းပြပါတယ်။အကြံဖတ်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအကြံဖတ်ဇော်မင်းထွန်းကမြောက်ရီမြို့နယ်တောင်ပတ်မေထော်တလီမှာရှိတဲ့ KK Pack မှာ KNU နယ်မြေတွင်းတည်ရှိပြီး KNU မှာအရာရှိတချို့ကကုမ္ပဏီထောင်လုတ်ကင်နေခြင်းဖြစ်ကြောင်း KNU ကတနိုင်ငံလုံးကိုရောင်းစတဲ့အဖွဲ့ဖြစ်ကြောင်းဝါရဖြန့်သတင်းမီဒီယာများမှထုတ်ဖော်ပြောဆိုထားပါတယ်။ KNU ကဒီလုံငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ online လောင်းကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေတာတွေနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျွလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းလေးဖြစ်ပါတယ်။ပတ်စံတာရမယ်ဆိုရင်တနိုင်ငံလုံးကိုလညို့ထူရောင်းစားဖို့ဝင်မလေးတဲ့ KNU အဖွဲ့ကို နိုင်ငံတကာနဲ့ပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်လို့အချက်ပတ်စွန်မင်းထွန်းကဆိုပါတယ်မြန်မာနိုင်ငံမှာကြားဖြန့်လုပ်ငန်းများကိုအတိအကစောင့်ကြည့်လေ့လာနေတဲ့ Justice for Myanmar နဲ့ United States Institute of Peace USIP တို့က KKPK ကိုစစ်တပ်ရဲ့လက်အောက်ခံပုံမူကြီးစောချစ်သူဦးဆောင်တဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF ကဥစည်းလုတ်ကင်နေခြင်းဖြစ်ကြောင်းတပ်သေးအထောက်အထားများနဲ့အစီရင်ခံစာတရင်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ဒါ့အပြင် American ပြည်ထောင်စုက စစ်တပ်လက်အောက်ခံ PGF ကောင်းဆောင်ပုံမှုကြီးစောချစ်သူအပါအဝင်ကြားဖြတ်လုပ်ငန်းတွေကိုအကာအကွယ်ပေးလုံခြုံရေးယူပေးနေတဲ့ PGF ကောင်းဆောင်များကိုစီးပွားရေးပိတ်ဆို့မှုများဇက်တိုက်ချမှတ်ခဲ့ပါတယ်။မြောက်ဒီမြို့နယ်အတွင်းမှာရှိတဲ့ KK Pack ကြားဖြတ်မွေးလင်းချမ်းဝင်းရဲ့မြင်းနေရာကိုတရုတ်ကြားဖြတ်ရဇဝဲဂိုင်းတွေကမြန်မာစစ်အုပ်စုကိုကဲမှုအောက်မှာရှိတဲ့ကရင်နယ်ချောင်းဆောင်တပ်ဖွဲ့ထံမှငားရန်ခဲ့ခြင်းဖြစ်ကြောင်း KK Pack က တည်ဆောက်ရေးလုပ်ငန်းတွေကို2020ခုနှစ်မှာစတင်ခဲ့ပြီးမြလဲ2021ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှသာအလုံးအင်းနဲ့တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလအထိဆယ်လအတွင်းအစော့အုံအသစ်ပေါင်းအလုံး20ကျော်စောင့်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျူရုမတ်တန်ဓာတ်ပုံမြန်မာတစင်တွေ့မြင်နိုင်တယ်လို့ Justice for Myanmar ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အွန်လိုင်းငွေလင်ကိုင်းတမဟုတ်ကြားဖြတ်လုပ်ငန်းတွေဟာမြန်မာစစ်တပ်ရဲ့ရဇဝတ်စင်ပွားလုပ်ငန်းကွန်ရက်ကြီးရဲ့ဗဟုချက်မှာတည်ရှိနေခြင်းဖြစ်ပြီးစစ်တပ်ဟာကရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF ကိုလက်တပ်မွေးကအစိုးရလုပ်ငန်းတွေကိုထိန်းကျောက်စေခြင်းဖြစ်တဲ့အတွက်ကြောင့်မြန်မာစစ်တပ်နဲ့ပြည်သူစစ်များထံစစ်စစ်နေတဲ့ဗန်ဒန်ငွေစစ်လက်နက်နဲ့လေယာဉ်စီးရင်းမြစ်များအားလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်တဲ့နိုင်ငံဖြတ်ကျော်ရဇဝတ်လုပ်ငန်းများအတွက်ရဇဝတ်ကြောင်းအရာအေးအေးယူတာဝန်ခံစေရည်တည်တာလည်း အဆိုပါစိုက်ပါငွေလင်းလုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မှာဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ American အခြေစိုက် USIP ကကရင်ပြည်နယ်မှာရှမ်းပြည်မြောက်ပိုင်းမှာကြားဖြတ်ဂိုင်းများအရှိန်အဟုန်နဲ့ရောက်ရှိနေပြီး American ကိုပြစ်မှတ်ထားလာနေကြောင်း BGF မှဘူမူကြီးစွတ်ချစ်သူဘူမူတင်ဝင်းနဲ့မုတ်တုံတို့ကြားဖြတ်လုပ်ငန်းများမှာပါဝင်ပတ်သက်နေကြောင်း American Dollar 192တန်အမြန်ဆုံးနှစ်စဉ်ရရှိနေကြောင်းအစိုးရကစားဖော်ပြခဲ့ပါတယ်။ မြောက်ရီမြို့နယ်မှာအွန်လိုင်းကြားဖြတ်များအခြေစိုက်တဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းရထိုက်မြို့သစ်စီမံကိန်းတောင်မေဥယျာဉ်စီမံကိန်းယူလောင်ဘေးပတ်အပိုလိုပတ်စီကျင်းပတ်ခေခေပတ်မြောက်ဒီမြို့တစ်စီမံကိန်းစတဲ့စီမံကိန်းများစွာကို BGF ကဦးဆောင်၍တရုတ်စီးပွားရေးသမားများပြည်ပဒုစရိုက်ဒိုင်းများနဲ့အတူတွဲဖက်အကောင့်တွေပေါ်နေခြင်းလည်းဖြစ်ပါတယ်မြန်မာစစ်တပ်နဲ့ပူးပေါင်းထားတဲ့ကရင် BGF တပ်ဖွဲ့ကကရင်ပြည်နယ်တင်းမှာမြောက်ရီမြို့အပါအဝင်နေမြေအချို့ကိုထိန်းချုပ်ထားကြောင်း BGF ပါဝင်ပတ်သက်နေတဲ့တရားမဝင်ကာစီနိုလောင်းကစားရုံများအွန်လိုင်းလိမ်လည်မှုရာဇဝတ်မှုကွန်ရက်တွေကြောင့်ကမ္ဘာတဝန်းမှာလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့ဟာရာဇဝတ်မှုများကျူးလွန်ရန်အတင်းအကျပ်ခိုင်းစေခံရခြင်းနှိပ်စက်ခံရခြင်းရှိနေတဲ့အပြင်အမျက်ထုတ်ခံရတဲ့အလို့သမားများနဲ့စိုက်ပါလိမ်လည်မှုစခန်းများအားလေပတ်နေကြောင်းသိရှိရပါတယ်။ဘူမူကြီးစောချစ်သူဦးဆောင်တဲ့ BGF အတွက်အကြီးမားဆုံးအမျက်ငွေမှာတရုတ်ရာဇဝတ်ကိုင်းများကြောထောက်နောက်ခံပြုထားတဲ့ online casino နဲ့ online ကြဖြတ်လုပ်ငန်းများမှဖြစ်ကြောင်း BGF ထိန်းချုပ်ထားတဲ့ online ရာဇဝတ်ဂိုင်းများကနှစ်စဉ် American dollar 3.8 billion ရရှိနေပြီး BGF American dollar တန်900ကျော်ရရှိနိုင်ကြောင်း US Institute for International Peace USIP ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ရဲ့နှိမ်နှင်းမှုကြောင့် online ငွေလင်ဂိုင်းများကြဖြတ်ဟာကရင်ပြည်နယ်ကိုရွှေ့ပြောင်းနေပြီးစစ်တပ်လက်အောက်ကနေကြားဆောင်တဲ့ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ မုတ်တောင်တင်ဝင်းစိုင်းကျော်လာရိုဂျာခင်တို့ကအတိတ်ကပါဝင်ပတ်သက်နေသူများဖြစ် American United States Institute of Peace USIP ကအစီရင်ခံစာဖော်ပြခဲ့ပါတယ်။ KIA အသွင်ပြောင်း BGF ရဲ့အတိတ်ကခေါင်းဆောင်ပုဂ္ဂိုလ်၃ဦးဖြစ်တဲ့ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးမုတ်တောင်နဲ့ဗိုလ်မှူးတင်ဝင်းတို့ကတရုတ် online ငွေလင်ဂိုင်းများကိုလက်ခံရမှာအတိတ်ကပါဝင်သူများဖြစ်ကြောင်းဗိုလ်မှူးတင်ဝင်းကတရုတ်ရာဇဝတ်ဂိုင်းများအတွက်ထိုင်းနိုင်ငံမှာလျှက်စစ်မီးနဲ့ internet line ရရှိစေရေးဆောင်ရွက်ပေးကြောင်း စောချစ်သူနဲ့အတူဘုံမူတင်ဝင်းကတရုတ်ငွေလင်ဂိုင်းများမှအကျိုးအမြတ်များနဲ့ထောက်ပံ့မှုများကိုစူးစီးရယူကြောင်းသိရှိရပါတယ်။ကရင်ပြည်နယ်မှာရှိတဲ့ online ငွေလင်ဂိုင်းအများစုဟာစောချစ်သူရဲ့နေကြာဆောင်တက်ဖွဲ့ထင်းကျုံနေမြေများမှာလေပတ်နေပြီးယခုအခါ PGF ကို KNA အဖြစ်နာမည်ပြောင်းထားကြောင်းတပွဲဝင်အင်အား8000ကျော်နဲ့အင်အားကောင်းတဲ့ BGF KNA ကို KNU နဲ့စစ်တပ်ကပါတိုက်ရိုက်ပဋိပက္ခဖြစ်ပွားရန်စမ်းသပ်မရှိကြောင်း USIP ကဆိုပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့တထုံမပူမှုစံဝင်အောင်နဲ့ခရင်ရဲမှုတူရဲမှုကြီးမြင့်နိုင်တို့ပူပေါင်း၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအုပ်ကို350နဲ့ငွေညှစ်ပြန်၍ခိုင်းကာငွေကြေးမတက်နိုင်သူများကိုစစ်မှုတန်တင်းနှံကြောင်းကိုပို့ဆောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တထုံမြို့နယ်မှာမြို့နယ်စီမံကောင်စီဝင်ပူမှုစံဝင်အောင်နဲ့ခရင်ရဲမှုတူရဲမှုကြီးမြင့်နိုင်တို့ပူပေါင်းပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကာလူငယ်တအုပ်ကို350နဲ့ပြန်လည်ရွေးခိုင်းနေကြောင်း ဖန်စီခံရတဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးများကပြောဆိုပါတယ်။တချို့မြို့နယ်မှာပြူစောတီစစ်တပ်နဲ့ရဲတွေကလူငယ်များကိုပေါ်တာဆွဲဖန်စီမှုများကိုနှီးရောညပါတိုးမြင့်လှုပ်ဆောင်လာနေကြောင်းဖန်စီရရှိတဲ့လူငယ်များကိုပြန်လည်ရွေးယူမိဆိုပါကတထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘူမှုစံဝင်အောင်တဲ့တထုံခရိုင်ရဲမှူးဒုတိယရဲမှူးကြီးမြင့်နိုင်တို့ထံမှသွားရောက်ရွေးယူရကြောင်းငွေကြေးမတက်နိုင်တဲ့အတွက်မရွေးနိုင်သူတွေကစစ်တင်တဲ့ကြောင်းကိုတိုက်ရိုက်ပို့ဆောင်နေကြောင်းသိရှိရပါတယ်။ တထုံမှာနေရောညပါလူငယ်တွေတော်တော်များများပေါ်တာဆွဲခံရပါတယ်။အိမ်ပေါ်အတိပါအစင်းဆိုပြီးပေါ်တာတက်ဆွဲတာဖန်စီခံရပြီးရင်၃ရက်နဲ့၅ရက်အတွင်းငွေနဲ့ရွေးကင်တယ်။လူငယ်တအုပ်ကို၃၅၀နဲ့ရွေးရပါတယ်။သူတို့စောင့်ထားတဲ့ရက်မှမရွေးနိုင်ရင်တော့တခါတည်းစစ်မှုတပ်တင်တဲ့ကြောင်းကိုပို့ပါတယ်လို့တထုံမြို့နယ်မှာတော်လန်ရေးကင်းထုတ်လဲဖြစ်တက်ကြွလှုပ်ရှားသူလဲဖြစ်သူပြည်သူတအုပ်ကဆိုပါတယ်။တထုံမြို့နယ်မှာဘုံမှုစံဝေးအောင် DSC 48နဲ့တထုံခရိုင်ရဲမှု ူရဲမှုကြီးမျက်နှာတို့မှာနှင်းများစွာကြာမြင့်နေပြီဖြစ်ပြီး၊ငွေကြီးတက်နိုင်တဲ့ပြည်သူများနဲ့လုပ်ငန်းရှင်များရဲ့နေအိမ်များလူငယ်တူသားများကိုလည်းသိရှိကြောင်းထို့ကြောင့်ငွေကြီးတက်နိုင်သူများကိုပြစ်မှတ်ထားဖမ်းဆီးငွေညှင်းမှုများမကြကနဆိုသလိုလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ဗိုလ်မှူးစံဝင်အောင်လက်အောက်ကပြူစောတိခေါမလာပြည်သူစစ်ခေါမလာအဲ့ဒီကောင်တွေကအရန်ရိုင်းဆိုင်နေညာတိုင်းကင်းလည်ပြီးလမ်းမှာတွေ့ကြရာလူကြီးတွေရောအသက်မပြည့်သေးတဲ့လူငယ်တွေကိုရောစိတ်ဆူရိုက်နေတယ်စစ်မှုထက်အကျုံဝင်ရတော့ တခါတည်းဖန်စီပီပေါ်တာဆွဲတယ်လို့တထုံတီတာတရင်ရှိမိကဆိုပါတယ်မကြသိမိကတထုံမြို့နယ်မှာပေါ်တာဆွဲဖန်စီခံလိုက်ရတဲ့လူငယ်တအူးရဲ့ဆွေမျိုးတအူးက350နဲ့မယွေနိုင်တဲ့အတွက်တာဖြစ်သူကိုစစ်မှုတပ်အပတ်စဉ်16ကိုစစ်တပ်ကပို့ဆောင်လိုက်ကြောင်းသိရှိရပါတယ်ဖန်တာကစိုက်ကယ်စီးတာအုတ်ထုံမဆောင်လို့ဆိုပြီးဖမ်းသွားတာဖမ်းပြီးတော့350နဲ့လာရွေးခန့်တယ်စိုက်ကယ်စီးလို့အုတ်ထုံမဆောင်တာက350ဆိုတော့ဘယ်လိုရွေးမလဲမရွေးနိုင်တော့အော်တိုဘားလ73ရက်နေမှာ စစ်မှုတံအပတ်စဉ်၁၈ကိုအပုတ်ခံလိုက်ရပါတယ်လို့ဖန်စီကန်လူငယ်ရဲ့ဆွေမျိုးများကရှင်းပြပါတယ်။တထုံမြို့နယ်မှာလဆင်စစ်မှုတံဖြစ်လူငယ်150နဲ့300အကြာဖန်စီခံနေရပြီးစစ်မှုတံဖြစ်ပို့ဆောင်ခံနေရကြောင်းတထုံမြို့ရဲ့ကင်းတောက်ဖွဲ့များထံကနေသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့တန်းဆက်အရှိချမ်းမှာစစ်ကောင်စီစစ်ကြောင်းကိုတော်လန်ရေးတက်တွေကြားဖြတ်တက်ခဲ့ပြီးစစ်ကောင်စီတက်သားနဲ့ပြူစောတိ၅ဦးသေဆုံးတာ စစ်နှုတ်အပြင့်တန်တန်ရန်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတင်းစင်မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားနဲ့ပြူစောတိငါအုပ်သေဆုံးခဲ့တယ်လို့တင်းစင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီမနေ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ20ရက်မနက်9:00ခွဲခန့်မှာတင်းစင်မြို့နယ်အရှိချမ်းအတောရွာမှာကာဘူးရွာဘက်ကိုပြန်လာတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစောတိတွေကိုကာဘူးတပ်သားအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သားနဲ့ပြူစောတိ9ဦးနေရာမှာတည်သေဆုံးခဲ့ပြီး12ဦးအပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲဟာမိနစ်30ခန့်ဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုနေ့လယ်12နာရီကျော်ဝန်းကျင်မှာကားတွေနဲ့တည်ယူသွားကြောင်းသိရတယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ပွဲကိုတပ်စင်မြို့နယ်ပတ်ကဖရွှေဘိုခင်အမှတ်52ဘီယူအာတရင်ဒူဝန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေအူးမြို့နယ်ပတ်ကဖနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မိထီလာအချင်းထောင်မှအမျိုးသမီးနိုင်ဂျီတူထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက်ထောင်ပိုင်းအပအဝင်6ဦးအလုပြုတ်ခံရကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမိထီလာအချင်းထောင်မှအမျိုးသမီးနိုင်ဂျီတူထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက်ထောင်ပိုင်းအပအဝင် ထောင်ဝန်တန်း6ဦးအလုပ်ဖြုတ်ခံခဲ့ရကြောင်းစုံစမ်းသိရှိရပါတယ်။အဆိုပါထောင်ဖောက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့တဲ့တရင်ကိုဖုံးပြီးထားပေမဲ့ ပြင်ပကိုပေါက်ကြားသွားခဲ့တဲ့အတွက်ယခုအော်တိုဘားလာအတွင်းမှာအလုတ်ဖြုတ်ခံခဲ့ရခြင်းဖြစ်ကြောင်းမိတီလာအချင်းထောင်တဲ့နေဆက်သူတွေကဆိုပါတယ်။အရင်ကတော့သူတို့ပါသူတို့ထောင်အာနာပိုင်များအပြင်ကိုတည်င်းမထုတ်ပဲကြိတ်ပြီးတော့မှရှာနေတာမျိုးပဲလုပ်နေကြတယ်။ပြီးတော့တည်င်းကပေါက်သွားပြီးအကုန်တိသွားကြတော့မှထောင်ပိုင်ရောဝန်တန်းတွေပါအလုတ်ဖြုတ်ခံရတာပါလို့မိတီလာအချင်းထောင်တဲ့နေဆက်သူတို့ကဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကမိတီလာထောင်အတွင်းအကြမ်းဖက်ပုံမှန် ပုံမှန်52ကကြီးနဲ့ဖန်ဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသူတူဟာအမျိုးသမီးဆောင်မူဆေဆောင်မှရှိတဲ့မိန်းလာမြောက်ပေါက်မှတဆင့်ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။အဲဒီလိုထွက်ပြေးလွတ်မြောက်ခဲ့မှုကြောင့်မိတီလာအကျဉ်းထောင်မှထောင်ပိုင်ကြီးစောပေါနီအပါအဝင်အမျိုးသမီးဆောင်မှနှစ်ပွင့်အရာရှိဇာနေဝင်တက်ကြွကြီးရည်သေးဒုတက်ကြွသင်းသင်းခိုင်တက်တာအီမူထက်နဲ့ကကြီးခေါ်ထောင်ဘူးဝအပေါ်မှာရှိတဲ့ဂိတ်ဆောင်တဲ့ဂိတ်မှာတာဝန်ကျတဲ့ဝန်ထမ်းတအုပ်စုစုပေါင်း6ဦးအလုပ်ဖြုတ်ခံခဲ့ရကား ထောင်စေးရုံအတွင်းမှာတာဝန်ကျတဲ့စေမှုညီညီနိုင်တဲ့တက်ချက်ကြီးနန်းသွင်တို့ဟာလည်းထောင်ပြောင်းရွှေ့ခံခဲ့ရကြောင်းသိရှိရပါတယ်။ကျမတို့ထောင်ထဲမှာအဖမ်းခံရတုန်းကဆို2022ဝန်းကျင်မှာအလုတ်ဖြုတ်ခံခဲ့ရတဲ့ဇာနေဝင်းဆိုတဲ့တယောက်ကအင်ကိုဖုံးဆက်သွေးခြင်းရင်သူ့စီကပဲဆက်သွေးရမယ်။မဆက်သွေးရင်ထောင်ပြောင်းပို့မယ်ဆိုပြီးချင်းကြောက်တယ်။တခါခေါ်ရင်3000ပေးရတယ်။သူကလက်စားမှုတွေကြောင့်နှစ်ပွင့်ကနေယာတို့မတူတော့လို့မိတီလာအချင်းထောင်မှပြန်လဲလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတူဦးကပြောပါတယ်။2025ခုနှစ်ဇန်နဝါရီလမှစတင်ကမိထီလာအကျဉ်းထောင်မှရှိတဲ့အမျိုးသမီးဇောင်းကိုထောင်ဝန်တပ်အနည်းဆုံး၄ဦးနဲ့လုံခြုံရေးယူထားတဲ့အပြင်စနိုက်ပါသမားတဦးကလည်းအမြင်စောင့်ကြည့်နေတဲ့ကြားမှာနိုင်ငံရေးအကျဉ်းသူဟာစက်တင်ဘာလအတွင်းမှာထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။အမျိုးသမီးဇောင်းမှာစကားပြောတာအဆင်မပြေတာတွေရှိတယ်။အဓိကကတော့အခုပြုတ်သွားတဲ့ဇာနေဝင်းနဲ့တန်စီဟောင်းနဲ့ပြည်ထနာဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရင်ဖြစ်တာလေးလူနင်းနေများတော့စနိုက်ပါနဲ့2025ခုနှစ်ကလေးကချိန်ထားတာပါလို့မိတီလာအချင်းထောင်မှပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသူဟောင်းတဦးကပြောပါတယ်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှ2025ခုနှစ်အောက်တိုဘာလ18ရက်နေ့အထိဖမ်းဆီးခံရသူစုစုပေါင်း2938ဦးရှိကအချင်းထောင်များထဲမှာဖမ်းဆီးအချင်းချခံနေရသူမှာ2932ဦးဖြစ်ကြောင်းနိုင်ငံရေးအချင်းသားများကူညီဆောင်ရှောက်ရေးအသင်း APP ရဲ့စီးများအရာသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ညောင်ကျူးအနီးလေးသားတောင်ချီကိုရိတ်ခါလာပို့တဲ့စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရကြောင်းတင်ဆက်ပေးပါမယ်တောင်ကုန်းဦးရှိပင်ယူတောင်ကျော်လန်ညောင်ကျူးရွာအနီးလေးသားတောင်ချီကိုရိတ်ခါလာပို့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုကိုအရခတ်တက်တော် A ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်၎င်းစစ်ကြောင်းမှာအင်အား၈၀ခန့်ပါဝင်ပြီးလေးသားတောင်ချီမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ကို လက်နက်ခဲယံစားနပ်ရိက္ခာများလာရောက်ပို့ဆောင်စေမှလေတာတော်မရောက်ခင်အရခတ်တက်တော်ကကြားဖြတ်တက်ခဲ့ခဲ့တဲ့အတွက်နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ဒေသခံစီးတင်းရှိမြစ်တခုကနေရစ်ရာကိုပြောပါတယ်။ဆင်လန်စကန်ကလာတာပါလေတာတော်မရောက်ခင်ကြားဖြတ်တက်ခဲ့ခင်ရတာပါကြားဖြတ်တက်ခဲ့ခင်ရတော့စစ်ကောင်စီဘက်ကဆုံးရှုံးမှုရှိတယ်လို့သိရတယ်လို့လည်းကောင်းကဆိုပါတယ်။စစ်ကောင်စီဟာဆင်လန်ကြီးရစကန်ကိုထတ်မှန်ပြီးအခိုင်အမာတိစောက်ထားကောင်၎င်းစကန်ကတဆင့် ရှည်တဲ့တပ်များကိုထောက်ပို့လုပ်နေတယ်လို့သိရှိရပါတယ်။စစ်တပ်ကဆင်းလန်ကိုနောက်ထပ်အခိုက်အမာတပ်ပြင်ထားတယ်။အဲဒီကနေလေသာတောင်ရှည်တဲ့နေမြေတွေကိုစားနပ်ရိက္ခာလက်နက်ခင်းရံတွေပို့ပေးတယ်။ဒါအပြင်စစ်ကူစစ်ကြောင်းတွေကိုလက်နက်ကြီးပစ်ကူ drone ပစ်ကူကအစပြုလုပ်ပေးနေတယ်လို့ဆိုပါတယ်။ညောင်ကျိုးအနီးလေသာတောင်ကြီးမှာစစ်တပ်ကခြေကုပ်ယူပြီးအင်အား300ကျော်ခန့်ရှိက၎င်းမှတဆင့်ညောင်ကျိုးကိုထိုးစစ်ဆီးနေခြင်းဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။လေသာတောင်ကြီးပဝန်ကြီးမှာအနည်းဆုံးအင်အား300ကျော်ရှိနိုင်တယ်။ သူတို့ညောင်ကျိုးကိုထိုးစစ်ဆင်တက်ခိုက်နေတာပါလို့ဆိုပါတယ်အကြံဖတ်စစ်တပ်နဲ့အရခတ်တပ်တော် AA တို့ဟာလီဒါရောင်ကိုဗဟုပြုပြီးနှစ်ဖက်ခြေကုပ်စခန်းများရယူကတိုက်ပွဲများလည်းနေ့စဉ်ဖြစ်ပွားနေတယ်လို့ဆိုပါတယ်အရခတ်တပ်တော်ဘကိုးတိုင်းပန်းတောင်မြို့နယ်ပကံကွေ့ပကံကွေ့ကြည်ရွာတောင်ဘက်9ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ဖက်စစ်အကြံဖတ်စစ်ကော်မရှင်ရဲ့666.9ကိုအော်တိုဘားလ14ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါစကန်ကုန်းကို 3နိုင်ခန့်3ဘတ်3ဓမ္မထိုးစစ်စစ်တက်ခိုက်မှုအပြည့်မှာအရကတက်တော်မှသိပ္ပတ်ရယူနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ point 666စကန်ကုန်းတစ်ခုလုံးကိုသိပ္ပတ်ရယူခဲ့စဉ်အတွင်းရန်သူအလောင်းတချို့လက်နက်ခင်းရန်နဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုတင်ဆက်ရရှိခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတွေများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီး တော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။